to the sky and lay the middle of your tree die you told us each a little take to me out and now babe ဘာဖြစ်ဖြစ်ဒီလိုဖြစ်မျိုးရတာဆိုတော့ကိုတက်ဖျားပေးရဆိုပါပဲဖေတို့မေတို့အခုချိန်ကြီးတူတူနေခွင့်ရတာလဲတကယ်ကိုဖျားပေးရဆိုပါပဲဟုတ်တယ်အမေနဲ့ကျတော့ဘယ်လိုပွင့်ပွင့်လင်းလင်းပဲအမေကလည်းတခုဆိုလို့ရှိရင်ငငယ်ရတဲ့တခုဆိုလို့ရှိရင်သူ့ကိုတိုင်ပင်နဲ့ပြောတယ်အဲ့လိုက ညီမတွေဒီမိသားစုတွေမှာလည်းအမြင်နဲ့တခုဆိုရင်ပြောနေကြဆိုတော့တငယ်ချင်းမိသားစုလိုဖြစ်နေရပါတော့เนาะအဲ့လိုမျိုးအဖေကစပွင့်ဝင်လင်းလင်းပြောလို့ရတယ်အဲ့လိုနောက်ဆုံးအသေးကွင်ရစာအဖေသမီးအသေးကွဲတယ်ပေါ့เนาะအဲ့လိုမျိုးပြောရင်ပြောလို့ရခဲ့တဲ့အဖေဆိုတော့လေသမီးအဲ့ဒါစိတ်မညစ်နဲ့နောက်တစ်ယောက်ထပ်ထားတယ်အဖေကအရန်အသေးကွဲတော့အဲ့လိုပြောတယ်အဖေကဘာဖြစ်လို့လဲဆိုတော့နောက်တစ်ယောက်ထပ်ထားတယ်နောက်တစ်ယောက်ကိုနောက်တစ်မျိုးနဲ့ချစ်မာတယ်ချစ်သစ်ဆိုတာအများနဲ့ပောက်ဖွားနေတော့ အဖေရဲ့ logic ကြီးကရမ်းကြိုက်သွားပြီအဲ့နဲ့နောက်တစ်ယောက်ထားကြည့်နောက်တစ်မျိုးကြိုက်တယ်ဟုတ်တယ်အဲ့လိုအဖေမှန်တယ်ဟိုအဲ့ချိန်မှာလည်းဝါအဖေကို100%ထောက်ခံသွားအဲ့လိုအဖေကဟုတ်တယ်ပြီးတော့ဒါအချစ်တာသူအရင်အဲ့လိုမျိုးပြောလို့လို့အဖေရှက်လို့မပြောပါနဲ့ငါသမီးလေးလာဆုံးလို့ချစ်စရာကောင်းတဲ့ငါသမီးလေးတွေအဖေကအဲ့လိုပြောအင်းဘာဖြစ်ဖြစ်ဒီလိုဖေမျိုးရထားဆိုတော့ကိုယ်တက်ဖျားပေးရစုပါပဲအဖေတို့မိတို့ဒီခုချိန်ကြီးတူတူနေခွင့်ရတယ်တကယ်ဖျားပေးရစုပါပဲ ဟုတ်တယ်မိဘနဲ့နေရရင်တော့လုံချုံတယ်အရာရာပြည့်စုံလို့လည်းခံစားရတယ်တခုဆိုလို့ရှိရင်လည်းဟိုကိုအားငယ်တဲ့အချိန်မှာလည်းအမေကိုငါဖုန်းဆက်ပြောလို့ရတယ်နောက်ဆုံးအမေကိုတွေ့ပြီးပြောလို့ရတယ်ဆိုတဲ့ဟာတော့ဟိုအဲ့ခံစားချက်ကတော့ဘာနဲ့မှမတူဘူးနော်လုံချုံတယ်တေချာပေါ့အမေကိုအမေတို့ပြီးလို့ရင်ခွင့်လိုက်တယ်ဆိုလို့ရှိရင်ဟိုမတူအဲ့လိုပြည့်စုံတယ်လို့လို့ခံစားရတယ်ဘဝတော့လည်းအကောင်းဆုံးလို့အကြံဉာဏ်ပေးမယ်လို့လည်းညွှန်လင့်တယ်ပေါ့ခံစားရတယ်ပေါ့နော်မိပါရယ်ဆိုတော့ ကျန်နေနေပို့ဆိုးတာပေါ့တို့တို့နေအရန်ဆိုးတာညီမရယ်မကိုကအလိမ်မာဆုံးအလက်ကတော်ဆုံးလက်ကချောဆုံးပဲလက်တွေကောင်းဆုံး